ျွန်တော်ယခုဆက်ပြီးတော့ WPA Office ဆော့ဝဲနဲ့ Excel အသုံးပြုနည်းအပိုင်း၈ကိုဆက်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်။ပထမဦးစွာ WPA Office ဆော့ဝဲလေးကိုဖွင့်လိုက်ပါ။ပြီးရင်မိမိဆွဲနေတဲ့ Excel ဖိုင်လေးကိုယူပြီးတော့မှနှိပ်ပေးလိုက်ပါ။ကျွန်တော်ယခုကဘာကိုပြောပြမလဲဆိုလို့ရှိရင် ကျွန်တော်ဒီကတေးနေတဲ့ font size လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့က font size ကြီးချင်တာပေါ့နော်အဲ font size ကြီးတဲ့နည်းလေးကို ကျွန်တော်ပြောပြပေးပါမယ် font size ကရောမိမိကဒီဇာတ်ထဲမှာရှိခဲ့အဲစာရည်အကုန်လုံးကိုကြီးချင်တာဆိုလို့ရှိရင်ကတော့အဲဒီဇာတ်တစ်ခုလုံးကိုဆက်လက်ပေးရမှာပါနော်အဲမိမိက row တစ်ခုတည်းပေါ့နော် column တစ်ခုတည်းအဲ ကြည့်ကျင်တာဆိုလို့ရှင်ကတော့ဒီတက်တက်ကြီးကျန်ပေါ့နော်မိမိကြည့်ကျင်တဲ့ column မိမိကြည့်ကျင်တဲ့ row ပေါ့နော်အဲ့အဲ့တခုပဲကိုပဲဆက်လက်ပြရမှာပေါ့နော်အဲကျွန်တော်ကလောလောဆယ်ဇာတ်တစ်ခုလုံးကိုဇာတ်တစ်ခုလုံးက font နေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကကြည့်ကျင်တာဒါဆိုတော့ကျွန်တော်ဇာတ်တစ်ခုလုံးကိုဆက်လက်ပြလိုက်ပါမယ်အရင်ဥဆုံးကျွန်တော် sin ဆိုတာလေးကိုကျွန်တော်တစ်ချက်နေလိုက်ပြီနော်အဲပြီးပြီဆိုလို့ရှိရင်ဒီဘက်တောင်းကဟာလေးကပ်ပြီးတော့မှာ ျွန်တော်အောက်ကိုဆက်ချလိုက်ပါမယ်ကျွန်တော်ဒါဇေယအားလုံးပေါ့နော်ဇေယအားလုံးကိုကျွန်တော်ဆက်လက်ပေးလိုက်တာအဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကမီနူးဆော်လေးကိုတစ်ချက်နေလိုက်ပါပြီးရင်ကျွန်တော်ဒီက site ဆိုတဲ့နေရာလေးမှာဒါလေးကကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ front site ပေါ့နော်ကိုမေးမိထားခြင်းတော့ထားလို့ရပါတယ်ကျွန်တော် site ဆိုတာလေးကိုတစ်ချက်နေလိုက်ပါတယ်နေပြီးလို့ရှိရင်ဒီထဲမှာပေါ့နော်ခဏနေရှိတယ်မေးမိထားခြင်းတွေ front site တွေကိုနေလိုက်ပါနော် ကျွန်တော်30 7ဒါမိမိကမကြိုက်သေးဘူးဆိုရင်ပေါ့နော်ဒါထက်နေလို့ရပါတယ်ကျွန်တော်လောလောဆယ်စနစ်14ပေါ့နော်ကျွန်တော်စနစ်လောက်ထားလိုက်မယ်ကျွန်တော်ကတော့ကျွန်တော် font size ကိုစနစ်လောက်ထားလိုက်ပါတယ်အဲ viva bay ဆိုလို့ရှိရင်ကျွန်တော်ဒီကအဲဒီက row လေးဟိုလေးကို၄ယောက်လေးကိုခိုင်းလိုက်မယ်နော်အဲ့မိတ်ဆွေများကတော့မိတ်ဆွေတို့ထားခြင်းနဲ့ font size ကိုထားပါတော့ကျွန်တော်ကဒါ font size ချိန်တဲ့နေလေးကိုကျွန်တော်ပြပြရတာပါ ကျွန်တော် highlight ပါပြီ။တက်ထိုက်ပြီးတော့ highlight ပါ။အဲ foresight လေးကတော့ကြီးသွားပြီပေါ့နော်။အဲအမျိုးအမည်မှာကျတော့ကျွန်တော်ဒီကအဲစည်ရင်းလေးတွေကကျွန်တော်တို့ဇာနဲ့ကွတ်တီဖြစ်နေပေါ့နော်။အဲ့ဒါလေးတွေကိုတစ်ချက်ပြင်ရပါမယ်။ဆက်လက်ကိုဖျောက်ချနေဆိုလို့ရှိရင်လွတ်တဲ့နေရာလေးကိုတစ်ချက်နေလိုက်ပါ။အဲကျွန်တော်တို့ဒီကအမျိုးအမည်ဆိုတဲ့ဒီက role လေးပေါ့နော်။ ဒါလေးကကျင်းနေတာအဲ့ဒါကျွန်တော်တစ်ချက်ချက်ပါမယ်ချက်ဖို့တဲ့အပေါ်ကအဲဒီဆိုတဲ့နေရာလေးကိုတစ်ချက်နေလိုက်ပါပြီးရင်ဒီကအပေါ်နားလေးဟာလေးကန့်ပြီးတော့မှညာဘက်ကိုဆွဲလိုက်ပါမယ်နော်ဒါကျွန်တော်ဒါလေးကတော့ဇီယာလေးတွေကိုချက်တာပါအဲဆရာလေးတို့ကြည့်ပြီးတော့ဆိုလို့ရှိရင်ဆလက်ဖတ်ရှင်လေးဆိုလို့ရှိရင်လွတ်တဲ့နေရာလေးကိုနေလိုက်ပါနော်။မိမိကဒီက ဒီကစာရီကိုဒါအလေကိုရောက်ချင်တယ်ဆိုလို့ရှိရင်တော့အလေကိုဖေးပြလိုက်ပါနော်ဒါအကုန်လုံးကိုဆက်လက်ပြလိုက်မယ်ပြီးရင်မီနူလေးကိုတစ်ချင်နေလဲပါဒါလေးကတော့ပြီးရင်အလာဂျင်တက်ပေါ့နော် အလာဂျင်တက်မှာအလာဂျင်တက်မှာကျွန်တော်တို့ရွေးပြလိုက်ပါဒါကအလေထားနေတယ်ဆိုရင်ဒီ cloud လေးကိုနေပြလိုက်ပါဒါလေးကတော့အလေထားတဲ့ cloud ပေါ့နော် ဒါကျွန်တော်အလေးကိုရှုလိုက်ပါပြီပြီးတော့လို့ရှိရင်ဒီကလေးယောက်လေးကိုဟိုက်လိုက်ပါဒါကတော့အလေးကိုအလေးကိုရှုတာပေါ့နော်ပြီးတော့ပြီဆိုလို့ရှိရင် ကျွန်တော်တို့ဒီကဇေယရဲ့ဟိုက်ပေါ့နော် အမြင့်ပေါ့ဇေယရဲ့ဟိုက်ဒီကနည်းနည်းလေးအမြင့်ကနည်းနည်းလေးချက်ကျင်နေဆိုလို့ရှိရင်ပေါ့နော်အရင်ဆုံးဇေယရဲ့အလုံးကိုဆက်လက်ပြီးရပါတယ် ဲ့ဒီတော့ကျွန်တော်ဇင်ရအလုံးကိုပြန်ပြီးဟိုမှာဆက်လက်ပေးရမယ်เนาะဇင်ရတွေကိုကြတော့ကျွန်တော်ယခုကပေါ့เนาะဟိုနံပါတ်တိကျနေပေါ့เนาะမိမိထားခြင်းနဲ့နံပါတ်တိကျနေအဲဒီအမြင့်ကိုပေါ့เนาะတတ်မှတ်တဲ့နေလေးကိုပြပြပေးပါမယ်အရင်ဦးဆုံးဇင်ဆိုတာလေးကိုကျွန်တော်တစ်ချက်နေလိုက်မယ်ပြီးရင်အောက်တိဆွဲမယ်ဇင်ရတွေအလုံးပေါ့เนาะအော်ဒီဆက်လက်ပြီးဆက်လက်ပြလိုက်ပါတော့ဆက်လက်ပြီးပြရဲဆိုလို့ရှိရင်ဒီကဒီ news ဆော်လေးကိုတစ်ချက်ပြန်နေမယ် ကျွန်တော်ကဒီရဇရာရဲ့ height ပေါ့နော် အမြင့်ကိုပြင်ညာဆိုတဲ့အခါကျတော့ဒီမဲ့ resize ဆိုတာလေးကိုတစ်ချက်နေပေးလိုက်ပါအဲဒီနေရာမှာပေါ့နော်ဒါ row height ပေါ့ဒါယခုလက်ရှိရဲ့ယခုလက်ရှိရဲ့အမြင့်ပေါ့နော်ဒါယခုလက်ရှိရဲ့20တရမ55လေယခုလက်ရှိမြင်နေရတဲ့ row ရဲ့အမြင့်ပေါ့နော်ဒီအောက်ကကော်နာကော်နာ width ဆိုတာကြတာဒါအလေးအလေးအားပေါ့ အဲဒီကကျွန်တော်တို့အလျားရဲ့အလျားရဲ့အကွာအဝေးပေါ့နော်ဒီဟာလေးကတော့ရိုးရဲ့အမြင့်ကိုမင်းကြီးကတတ်မှတ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာမှာရိုက်ထည့်မယ်နော်ပြီးတော့ဒီကကျွန်တော်တို့အမျိုးအမျိုးဆိုတဲ့နေရာမှာရှိတဲ့ဒီအလျားပေါ့နော်ဒီကအလျားရဲ့အကွာအဝေးကိုထတ်ချက်ခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နော်နံပါတ်တိကျနေပေါ့နော်ခဏတိကျနေထားချင်နေဆိုလို့ရှိရင်เนาะကျွန်တော်ဒီကအဲကော်နာဝေးဆိုတော့ဒီ quality မှာထည့်ပေးရအောင်เนาะ အခုဟာကကြတော့ကျွန်တော်တို့ကကော်လန်ရဲ့အလေအားကကြတော့ကျွန်တော်တို့ကတော်တော်စီမလိုမလိုပါဘူးအဲကျွန်တော်တို့အဆင်ပြေနေတာ sorry နော်ကျွန်တော်တို့ကတော့ဒီ high ကိုပေါ့နော်ကျွန်တော်ပြင်နေတာပြင်တာဆိုတော့ဒီမှာ20တက်မှ5ပေါ့နော်ရှင်းနေတယ်ဒါကိုပြပြဘလောက်ထားမလဲ20 25တုံးစီထားကြည့်မယ်နော်ကျွန်တော်တစ်ချက်ထိလိုက်တယ်ထိပြီးရင်ဒါဖြတ်လိုက်ပေါ့နော်ဖြတ်လို့ရပါတယ်အဲ25ထားကြည့်မယ်ပြီးရင် ပြီးရင်ဒီဟာလေးတစ်ချက်နေလိုက်မယ်ထိုင်လိုက်မယ်နော်အဲဒီမဲ့ပြောင်းသွားရင်နော်ဟက်ကလေးတွေကပြောင်းသွားပြီဒါနည်းနည်းလိုသေးတဲ့ဆိုလို့ရှိရင်တော့ဒီ select ကိုမဖြုတ်ပါနဲ့ဘူးနော်နည်းနည်းလိုသေးတယ်ဆိုလို့ရှိရင်စောစောကလိုပဲပြန်နေမယ်ပြီးရင် resize ကိုပြန်နေမယ်ဟိုက်မှာကျွန်တော်တုံးကြည့်လို့ရလိုက်မယ်နော်ဒါစကျွန်တော်စမ်းကြည့်တာကိုတုံးအမြင်ပေါ့နော်အဲ speed drive ဆိုလို့ရှိရင်ဒီ row လေးကိုပြန်ဟိုက်မယ်နော်ဒီကပြီးလို့ရင်ဒါလေးကိုနှိပ်ပြီးတော့ဟားလိုက်ပါ ဒါဆိုလို့ရှိရင်ဒါ30ပေါ့နော်ဒီက row ရဲ့အမြင့်ဒီက row row ရဲ့အမြင့်ပေါ့နော်ဒါဒီ row ရဲ့အမြင့်မှာဒါက30ပေါ့နော်30နဲ့အဆင်ပြေရင်30နဲ့ထားလိုက်မယ်နော်ဒါဒါဆိုလို့ရှိရင်အဆင်ပြေနေပါပြီအင်းမြအဆင်ပြေပါပြီပေါ့နော်အဆင်ပြေရဲ့ set လေး select လေးတွေကို dot တဲ့နေရာကိုကြည့်ပြီးတော့မှဖျောက်လိုက်ပါဒါဆိုလို့ရှိရင်အဆင်ပြေတော့ပါပြီနော် ဒီနေရာမှာပေါ့နော်အရေးအတက်ပေါ့နော်ဒီမှာအရေးအတက်ကြီးရဆလုံးကပျောက်နေပေါ့နော်ဒီမှာအရေးအတွက်ကဆလုံးကအပြည့်ပေါ်ဖြစ်နေတယ်အဲတကယ်လို့အရေးအတွက်ကကျတော့ row ပေါ့နော်မိပြဒါတော့ဖဲထားခြင်းနေပေါ့နော်အဲထက်လည်းမချဲ့ခြင်းတော့ပေါ့နော်ဒါပေမဲ့အရေးအတွက်ကလည်းအပြည့်ပေါ်ခြင်းနေဆိုလို့ရှိရင်အဲကျတော့ဘယ်လိုလုပ်လို့ရမလဲဆိုလို့ရှိရင်ဒီနားလေးမှာ ဒီအခုဒီနေရာလေးတက်ကန်ပြီးတော့မှာပေါ့နော်ဒီက၄ရောက်လေးတော့ညာဘက်ကိုလည်းနည်းနည်းဆွဲရှိလိုက်မယ်နော်ဒီက clock လေးရှိသေးတယ်ဗျာကျွန်တော်ဆက်ပြရနော်ဘယ်ညာဆက်ပြတာ clock လေးရှိသေးရဲ့အဲ့ဒီချိန်မှာကျွန်တော်တို့ဒီကဒီက red test ဆိုတဲ့ဥစ္စာကိုတုံးမယ်နော်မတုံးခင်မှာကျွန်တော်တို့အရေအတွက်ကိုပြင်တာဆိုတဲ့အခါကျတော့အရေအတွက်ကိုကျွန်တော်အရင်ဆက်လက်ပေးလိုက်မယ်နော်ဆက်လက်ပေးပြီးဆိုတဲ့အခါကျမှကျွန်တော်တို့ဒီက red test ရလေးကိုတစ်ချက်နည်းလဲနော်တက်ကိုကျွန်တော်တို့ကဆွဲချုပ်လိုက်တာပေါ့နော်ပတ်တိဖြစ်သွားအောင်လို့ red day ဆိုတဲ့ဥစ္စာလေးကကျွန်တော်နေလိုက်ပြီနော်ဒီမှာနော်အရေးအရေးတက်ဆိုတဲ့စာလေးကပေါ်လာပြီနော်အပြည့်ပေါ်လာပြီအရေးတက်လေးကပေါ်လာပါပြီနော်ကိုကမိမိကဒါလေးတဘောမချအောင်ဆိုလို့ရှိရင်လည်းဒီကအဲကော်လွန်ရဲ့အလျားလေးကိုတက်ပြီးတော့မှချက်လိုက်ပါနော်ဒါလေးကအဲရက်တက်ကိုအပြည့်ပေါ်အောင်ကျွန်တော်တို့လုပ်တဲ့နေလေးပါနော်ဒါလေးပြပြပေးပါပါကျွန်တော်ဒီခဏလေးကတော့ ဒါလောက်ပါပဲခင်ဗျအဲကျွန်တော်ထပ်ပြီးတော့နောက်ထပ်အတုံးတဲ့မယ်အတုံးဝင်တဲ့ feature လေးတွေကိုကျွန်တော်နောက်ထပ်အပိုင်းတွေမှာဆက်ပြီးတော့မှပြောပြပေးပါမယ်ကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေခင်ဗျ